ားလုံးပဲမင်္ဂလာပါရေဝရှင်လေးမှာပြန်လဲကျေဆွလိုက်ပါတယ်ဒီနေ့တော့ဝန်တာစရာသတင်းတစ်ခုရှိပါပြီကျွန်တော်မိသားစုဝင်နေဈေးဥပောက်သားပြီဖြစ်တဲ့ Jairo Corpora ဒဇင်းအကြောင်းဖော်ပြပေးပါမယ်ပရမအုံးဆုံးဈေးဥပောက်သားလာဖြစ်တဲ့အတွက်ဝန်တာမိပါတယ်ကျွန်တော်မိသားစုဝင်နေဒီသတင်းနဲ့ပတ်သက်ပြီးကြားပြီးတဲ့သူတွေလည်းပဲဝန်တာနေမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ โอเคနောက်ထပ်တင်တကုတ်အနေနဲ့တေလံချမှတ်ခံလိုက်ရတယ်နိုင်ငံတော်ဘွဲရဦးမော်မောင်အကြောင်းကိုပြပြမှာပါတီတုရမမနိဇောရကဘွဲကိုမင်းအောင်လှိုင်ကအယံကိုချစ်လွန်းလွန်းသဘောကျလွန်းလွန်းကြင်ညိုလွန်းလွန်းယုံကြည်လွန်းလွန်းပေးထားတဲ့အဲ့ဒီနိုင်ငံတော်ဘွဲရဦးမော်မောင်တေဒံနောက်ထပ်တင်တကုတ်လည်းရှိပါသေးတယ်တောင်သာမြို့ဝင်ကျောင်းဖက်စစ်ခွေးတက်ကကင်းစကန်၃ခုလုံးကိုချိန်နေတဲ့ တပြိုင်တည်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်အမှုတ်ကျိတ်လိုက်တဲ့အကြောင်းကိုဖော်ပြပေးမှာပါ။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်ရဲဘော်လူငယ်တွေဟာခက်ခဲတဲ့နေရာတွေမှာဘယ်လိုမျိုးပေါ်လာရေးလုပ်တွေကိုလုံဆောင်နေရလဲ။ဒီအကျွင်းတွေဟာယာယီတိုးရယာယီတူးရတဲ့ဝကျင်းတွေ၊ဂရုကျင်းတွေဖြစ်ပါတယ်။ဆိုတော့အခုကမိုးရသည်မဟုတ်ပေမဲ့ မိုးကမပြတ်သေးပါဘူးကျွန်တော်မွန်တိုင်းတိုင်းလေးလည်းကျွန်တော်မိသားစုတွေကြားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့9ရက်လောက်ကမိုးစက်တိုက်ပေါ့နော်အဲရွာတဲ့အခြေအနေတွေအတွင်းထဲမှာကျွန်တော်တို့ရဲဘော်လူငယ်တွေဖင်ဝဲစားလောက်တဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရတာဆိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီလိုအများကြီးနဲ့ကျွန်တော်မိသားစုတွေကိုကျွန်တော်ဖော်ပြဘူးတယ်ကျွန်တော်တို့ရှိတဲ့သွားတဲ့အခြေအနေမှာလည်းအဲ့လိုပဲပညာလုံးနေပါအဲ့ဒီကျင်းထဲမှာနေရတာရောက်ပြီဆိုတာနဲ့အဲ့ဒီကျင်းထဲရရှိကိုကျွန်တော်တို့အရင်ခတ်ထုတ်ကြတာ ။နောက်အဲ့ဒီနေရာကကျွန်တော်တို့ထိုင်စခန်းနေမဟုတ်ဘူး။ဆိုတော့ခပုတ်စရာဘာမှမရှိဘူး။ကာကြံကိုစစ်စစ်အထုတ်နေပေါ့နော်။ကိုစစ်ခမောက်နေမဲ့ခပုတ်လာတာ။ခပုတ်ခပုတ်ပြီးတော့အဲ့စစ်ခမောက်ကိုကောင်းကိုပဲတိုင်းပဲလက်လက်ပေါ်ကအစင်ပြေတန့်အောင်ပေါ့နော်။ညနေမှခါခတ်ထုတ်ပြီးတော့အဲ့ဘေးကမှရှိတဲ့ကျွန်တော်တို့ဒါအသေးရတွေပေါ့ဗျာ။သေးရအစိုးရသေးရ6တွေပေါ့ဗျာ။အဲ့လားတွေကိုယူပြီးတော့အဲ့ဒီကျင်းထဲမှာပြန်ခင်းနည်းနည်းတော့တက်တာတာပေါ့ကျွန်တော်ရဲ့မိသားစုနေနေရ။ ဒါပေမဲ့အဲ့လိုမြေမြည်ဒါမှမဟုတ်မြေနှိမ့်နေရာကြာလဲဆိုရင်တော့ခဏနေအဲ့နေရာရေကပြန်ပြီးတော့ဝင်တာပဲဒါပေမဲ့အဲ့ဒီနေရာကျွန်တော်တို့ထလို့မရအောင်ဘာလို့ကျွန်တော်တို့ထပြီဆိုတော့လည်းကြီးွယ်မြတ်တယ်မဖြစ်တော့ဘူးလေကျန်သူကလည်းကျွန်တော်တို့မြင်နိုင်တယ်ဆိုတော့ကျွန်တော်လူငယ်တွေရဲ့ကြိုးစားရုန်းကန်ဒုက္ခဆင်းရဲဘယ်လိုခံရရလဲဆိုတာကျွန်တော်ရဲ့မိသားစုရင်းလေခံစားနားလဲမိမလို့ကျွန်တော်ယုံကြည်တယ်ဒီဗီဒီယိုလေးကကျွန်တော်တို့အတွက်အဖြေတွေအများကြီး ပေးနေတဲ့ဗီဒီယိုလေးပါကျွန်တော်တို့ဘာလို့သင်လဲဆိုတာမျိုးပေါ့နော်ဟုတ်ပြီဝါးစက်သတင်းနဲ့ကျွန်တော်စတင်နေပြဒီစင်းကကျွန်တော်တို့အားလုံးနဲ့မျှော်လင့်နေတာပါကျွန်တော်လည်းရန်ကိုဝမ်းသာတယ်ဘာဖြစ်လဲဆိုတော့ပရမောဆုံးလေးပြဈေးပေါ့သွားတာဂျိုင်ယိုခရော့ပရာဆိုတော့ကျွန်တော်နိုင်ငံဒီမှာတော့အဲ့ဒီဂျိုင်ယိုခရော့ပရာပေါ့နော်နာအပေါ်စားအသေးစားအပြော်လန်းစီဒီကော့ပရာပေါ့နော်အဲ့ဒီကော့ပရာဒီစက်တက်လေးဒီပေါ့စက်တက်ဂျင်လေးပေါ့အဲ့ဒီဂျင်လေးကို ကျွန်တော်တို့ဒါအာခီးသွားလုပ်ငန်းတွေမှာလည်းသုံးကြတယ်ပြီးတော့ကျွန်တော်တို့ရှုခင်းတွေပါချိတဲ့နေရာတွေမှာလည်းအချို့နေရာတွေမှာအပျော်ဒဏ်အသုံးပြုကြတာပါဒါပေမဲ့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာတော့မြောက်နိုင်ဥဆောင်နိုင်ဂျမန်ဖက်စစ်ခွစ်တက်ကအဲ့ဒီဂျိုင်ယိုကော်ပိုရာတွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရသားပြည်သူတွေကိုတတ်ဖြတ်နေတာဖြစ်ပါတယ်ဒီဖြစ်စဉ်မှာသူတို့ကသူတို့ပြတ်မကြခင်ကျွန်တော်ရသားပြည်သူတအူးဘုံနဲ့ချပြီးတော့ ိုက်ပွင့်ပြီးတော့တည်ဆုံးခဲ့ရပါတယ်။အဲ့ဒီပြက်ကက်တိုက်ခိုက်မှုလုပ်ပြီးတော့သူတို့ဒီပြန်လက်သွားတဲ့လမ်းခရီးမှာပဲအဲ့ဒီခွေးနှစ်ကောင်လုံးသူ့အာဟုတူနဲ့သူရှော့သွားတာဖြစ်တယ်။နှစ်ကောင်လုံးစက်ငင်စက်ငင်တခါလဲပျောက်သွားတာဖြစ်ပါတယ်။အခုချိန်မှာတော့ငရေဟိုးအောင်ဆုံးတမ။ဘယ်နဲ့နဲ့အတွက်ခံရရပြီလို့ပဲကျွန်တော်ကပြောချင်ပါ ဟုတ်ပြီဖြစ်စဉ်လေးကိုသိစေကျွန်တော်တင်ပြပေးပါမယ်ဘိုးတိုင်းဖြူးမြို့နယ်မကြီးကုန်းတောင်ရွာဘုံလံကျဲတဲ့ဂျာယိုကော်ပရာတစည်းပြတ်ကျသွားတယ်။ဘောင်းမြင်သူဂျမ်ပါစစ်ခွေးနှစ်ဦးလုံးရုပ်ပြတ်ဆင်းပြတ်သေဆုံးသွားတာဖြစ်တယ်လို့ဘိုးတိုင်းစစ်တေသားကထုတ်ပြန်ကြေညာချက်မှာတွေ့ရတာဖြစ်ပါတယ်။နိုဝင်ဘာ6ရက်နေ့နနက်7:55နာရီ55မိနစ်မြို့နယ်မကြီးကုန်းတောင်ရွာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အဲဒီမှာဂျမ်ပါစစ်ခွေးတက်ဟာ မမျိုးခြေဆိုင်ခောက်လိုက်ရငါးကိုတုံညာတရင်ကနေပြီး120မမလက်နဲ့ကြီးတွေအသေးကန် drone နေနဲ့ပြက်ကတ်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရှိထားရတယ်။အဲ့ဒီနောက်ကျွန်တော်မော်လင်တနာ30မှာဂျန်ဖက်စစ်ခွေးတက်ကဂျိုင်ခေါပလာနှစ်ဆင်းဟာမကြီးကုန်းတောင်ရနေအိမ်ကိုဘုံနှလုံးထပ်မံလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာမကြီးအောင်ရွာသားအသက်55နှစ်ရဲ့ဦးမောင်ရဲ့ဘိုက်ပွင့်ထွက်ဒဏ်ရာနဲ့တိုက်ဆုံးခဲ့ပြီးတော့နေအိမ်6လုံးပျက်စီးခဲ့ရကြောင်းသိရပါတယ်။ အဲ့လိုတက်ခိုက်ပြီးနောက်ပိုင်းမှာ Jumper Squid ရဲ့ Tiger Cobra တစ်စီးကမရက်ကင်ရွာနဲ့တခေါနိုင်ရွာချာတက်ကြပြီးတော့မောင်းနဲ့လာသူခွင်းနှစ်ကောင်လုံးရုပ်ပြဆင်းပြအေးဆုံးသွားကြောင်းတိတိကျကျသတင်းရရှိထားတာဖြစ်ပါတယ်။ရန်ကိုပြစ်ကြပါတယ်။ရန်ကိုသိစားပါတယ်။ခွင်းနှစ်ကောင်လုံးရှော့စကားချရတယ်ဗျာ ။ရက်စကားတော့ရက်စကားနဲ့ပြောသေးတာတော့နည်းသေးတယ်။ဘိုက်ထဲမှာလည်းအသေးလေးမွေးလာရမှာဆိုတာမျိုးတွေ့တာဆို။ဟုတ်ပြီ။ဒီလိုမျိုးကိုဘုန်းတော်ကျေးပြီးအပြန်မှာဂျိုင်ယိုကော်ရာတစည်းရတဲ့ဘက်ကင်ရွာနဲ့တခုန်တိုင်းရှားမှာပြက်ကြပြီးတော့ဒါမောင်းနဲ့နှက်ကောင်လို့ဝီဇင်ငယ်ကိုတမ်းပြီးတော့စောက်ထိုးဆင်းသွားတာဖြစ်ပါတယ်။သူချက်ချက်ပြက်လဲ ဝန်တီးဘုံဒီလေဟာယသပြည်သူ6လုံးနေအိမ်6လုံးကိုပျက်စီးစေခဲ့တယ်။ဒါပြင်အသက်55နှစ်အရွယ်ဦးမောင်ငယ်ဘိုက်ပွင့်ထွက်တိုင်ရနဲ့ပြေဆုံးခဲ့ကျောင်းဒီလေးကိုပြောနေလို့ဟိုဘက်ကကကကောင်းနေကျောင်းဝင်ဟောင်းနေကြကောင်းနေဝင်ဆဲနေကြသူတို့ကထုံးစံတိုင်းဆဲလာတာလွဲလို့ကျွန်တော်ဘာမှတက်ဆဲရအောင်မှဒါအရှင်းတော့မညီတော်လို့တွေ့ရမှာဖြစ်တယ် မြန်မာတွေဖြစ်ပြီးတော့မြန်မာစလုံးပေါင်းတော့မှမှန်အောင်မရေးတက်တဲ့အရက်ကလေးပြီးညင်ပါမှမီတဲ့ကောင်းရဲ့အောက်မှာနေတဲ့အောက်တန်းစားများခင်ဗျားဘောလေး special မနေပါလေဆိုတဲ့ကောင်ကအဲ့ဒီ channel ကပါဆိုတာကကျွန်တော်ဘောမနိုင်ရတွေနဲ့အခြားသောနေရာတွေမှာကမ္ဘာကြီးသွားတယ်တော့ visit ထွက်တဲ့လူတွေထိုးလုတ်တဲ့လူတွေအသုံးပြုတဲ့ ပေါ်စားအပြုံလန်းစီးကြောက်ခော်မြေငူကဲမှာထောက်ကြည့်လိုက်အဲ့မှာမြုံဘူးဆိုရင်လည်းပဲ ChatGPT ကိုမေးကြည့်လိုက် AI ကိုမေးကြည့်လိုက်ဒါမှမဟုတ်ကျွန်တော်နိုင်ငံမှာအဲ့လိုအသုံးပြုပြီးတော့ဘုံတိအသက်ဆောင်ပြီးတော့ဥတီရမဲ့ပစ်ချတာဘာဖြစ်ဘာချင်းများမမပြချဘူးကျွန်တော်မိသားစု ChatGPT အပေါ်ကနေပစ်ချတာဒါတော့ပြောပါနဲ့ဗျာကျွန်တော်တို့ရှေ့မှာပြောပြောနေတယ်ဝိုင်းထွဲကျွန်တော်တို့လူငယ်တွေခေါ် e-bar ခေါ် ဘင်းပပလို့ပြီးတော့ကန်ချတာဘုံဒီကိုဘာပြစ်မှန်းမှမရှိဘူးအောက်မှာကြကျင်တဲ့နေရာကြကွဲကျင်လို့ကွဲသေးကျင်လို့ကြည်စင်းလို့ကြည်အဲ့ဒါလားမင်းတို့ပြောနေတဲ့စစ်တပ်လုံရဆိုတာအဲ့ဒါလားလို့ကျွန်တော်ကမေးချင်တယ်ဒီဖြစ်နေပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်အားလုံးသိရှိပြီးပါပြီဒါလေးကဘုဘကစမ်တပ်ပင်တဲ့ငါစနူကောင်တွေကိုပြောတာဖြစ်ပါတယ် ကျွန်တော် ChatGPT တို့ AI တို့အကြောင်းပြောလိုက်တော့တို့မေးရောမေးတဲ့သုံးသုံးတိုက်လာမသိဘူးကျွန်တော်မသိဘူးဆိုရင်လည်းပဲကြော်သွားပေါ့ဗျာဟုတ်ပြီဘာလို့လက်ရှိချိန်မှာသူအောက်ဘုသူနဲ့သူဒီဆုံးသွားတယ်ကျွန်တော်အနေနဲ့အကျိုးမြတ်ကတော့ကြီးစံမကုန်ပဲနဲ့ပြောချင်တာကတော့ကျွန်တော်တို့ဒီ Jio Corpa ဆိုတာက5.5လောက်နဲ့ကျွန်တော်တို့ပြတ်ခတ်နိုင်တဲ့အခြေအနေပါပြချလို့လည်းရပါတယ်ပြချဖို့အခွင့်အရေးမရတာတွေနဲ့ပြီးတော့ကျွန်တော်တို့ ဒီ wifi ရှိတဲ့နေရာနဲ့သူတို့ jail corporate ရောက်လာတဲ့နေရာဒီနဲ့လည်းနည်းနည်းလေးလှမ်းဝနေတဲ့အခြေအနေမျိုးမျိုးကြောင့်အခြေအရှိအရှိတိုက်ပွဲတွေမှာကျွန်တော်တို့အဲ jail corporate တွေပြင်းထန်တန်ခဲ့တာတွေရှိပါတယ်ဆိုတော့တရင်တစ်ဖက်အတိုင်းပေါ့ဗျာကျွန်တော်ပြည်သူ့ကော်မတီတစ်ဖက်တွေကျွန်တော်တို့စုဖွဲ့နေရာအမှားတိုင်းကျွန်တော်တို့ကဒီလက်လက်ကြီးလက်လက်ငယ်တွေပြည်စုံနေတဲ့အဖွဲ့တွေတော့မဟုတ်ဘူးဘယ်မှာလဲဘယ်လိုမျိုးပြပါတရင်တရင်လောက်ဆိုရင်တော့အမြင်ကတရင်တော့ရှိတာပေါ့နော်ဒါပေမဲ့ ဆက်လက်ရှိဖို့လိုတယ်ဆက်လက်ကြီးပေါ့နော်ဆက်လက်ကြီးရှိဖို့လိုတယ် point 5ရှိဖို့လိုတယ်အဲ့ point 5ကလည်းမြေပြင်ဝင်ပစ်နိုင်တဲ့ကျွန်တော်တို့အချိန်မွေးပေါ့နော်ရွေးချယ်သုံးပြုတိုင်ဖို့အတွက်ပြင်ဆင်နိုင်တဲ့အခြေအနေမျိုးတွေပြီးတော့ point 5ရှိပြီးတော့ကြည်စံလည်းရှိဖို့လိုတယ်ဆိုတော့ဒီလိုအခြေအနေတွေအများကြီးအာခက်ခဲမျိုးစုံတွေကြားထဲမှာဒီကနေ့ကျွန်တော်တို့ဂျိုင်ယိုကော်ပိုရိတ်ဈေးပေါက်သွားတယ်ဆိုတော့ဘာပဲဖြစ်မှာကျွန်တော်တို့ကြည်လည်းမကုန်ဘူး ပတ်စံလည်းမကိုပင်မလည်းမခံရပဲနဲ့ပြကြသွားတယ်ပြီးတော့တကောင်လုံးရှော့သွားတာအတွက်တော့ကျွန်တော်တို့ဝမ်းသာရဲဒါပေမဲ့သူတို့ပြန်ကြခင်မှာကျွန်တော်တို့ယသာပြည်သူနေအိမ်ပေါ်ကိုဝန်ထမ်းဒီဘုံနေနဲ့ကြဲချမှုကြောင့်ကျွန်တော်တို့ဥမ္မာမှာတန်55နဲ့ဘိုက်ပွင့်ပြီးတော့သေဆုံးခဲ့ရတဲ့အတွက်တော့တော်တော်လေးကိုစိတ်ကောင်းဖြစ်မိပါတယ်ဒါလည်းကျွန်တော်တို့အမြန်ဆုံးရက်တက်ဖို့လိုတာပါဟုတ်ပြီဒီဘက်မှာလည်းပဲပြန်နေချမှတ်ပြီးတော့ရက်တက်မှုတွေရှိနေပါတယ် ဦးမောင်မောင်သူ့ရဲ့နာမည်ကဦးမောင်မောင်ဆိုလို့မြန်မာနာမည်လေးနော်ဒလကူပါပဲဦးမောင်မောင်မနေ့ကတော့ကျွန်တော်ပြောခဲ့သေးတယ် passport ကိစ္စတွေမပုံနေကိစ္စတွေအဲ့လိုပဲဒါပါတရုတ်ကတရုတ်နာမည်တတ်တတ်ကျွန်တော် passport လုပ်တယ်ဆိုရင်တော့တပ်ပုံရိုက် bad အမဘာညာဘာအကုန်တော့တော့ကိုလို့ပါလားတရုတ်မြန်မာနာမည်နဲ့ပဲအဲတခါကြအဲ့ဒီနာမည်ကြီးရှိမှဆိုမင်းကလေးဆိုပါလေအဲနန်းလို့ပြီးတော့ရှိမှယောက်ျားလေးလေးဆိုလည်းရှိမှာပေါ့နော်သူတို့ရဲ့ဘာကျွန်တော်တိုင်းသားနာမည်အချို့ သုံးတက်တယ်ပြောမိသားစုနည်းအဲသူကဟုတ်တယ်မောင်တဲ့ပါပဲဥမောင်မောင်းတဲ့နိုင်ငံတော်ဘွေရအဲ့ဒီကောင်ပေတန်ပြလိုက်ပါပဲမင်းအောင်နိုင်နှစ်ကြိုက်သဘောကျသူဒီလိုလိုဘူရင်ထွက်ရှိပြီးတော့စစ်ကောင်းအောင်တွေနဲ့ဆက်ဆံရေးကောင်းမွန်သူစစ်တပ်ကိုအလိုအတန်းရရောသူကတော့ပြိုမိသားစုကပြိုချမ်းချီခေါ်ဦးမောင်မောင်ဖြစ်ပါဦးမောင်မောင် ပြတ်လက်ပြတ်လက်ပြီးတော့ဆက်ဆက်ရေးကောင်းတယ်အပေကန့်ရရောသူကိုကန့်ဒေတာနဲ့နေပြီးတော့တိုင်းဝိုင်းကလက်ခံထားကြပြီးစစ်ကောင်းဆောင်မင်းအောင်ဖလိုင်ကိုတိုင်းတိရစ်သူမမနစ်ဇော်ရရဘက်ချင်းမြင့်ထားတာဖြစ်ပါတယ်ဘေးကခန္ဓာရတဲ့သူလည်းဖြစ်တယ်ကျွန်တော်အနာတိတ်ပြည့်နောက်ပိုင်းမှာမြန်မာလူငယ်ပြည်ရေးအသင်းဥက္ကဋ္ဌအဖြစ် ခတ်ဟပ်ပြီးတော့2023စက်တင်ဘာမှာအင်ဒိုနီးရှားနိုင်ငံဂျာကာတာမှာကျင်းပတဲ့အာဆီယံလူငယ်များထိပ်သီးအစည်းအဝေးကိုမြန်မာကိုယ်စားလှယ်ဖြစ်တက်ရောက်ခွင့်ရခဲ့ပါသေးတယ်မြန်မာကိုယ်စားလှယ်အနေနဲ့ပါနော်သွားပြီးတော့အာဆီယံလူငယ်များထိပ်သီးအစည်းအဝေးမှာတက်ရောက်ခွင့်ရခဲ့တဲ့ကောင်အဲ့ဒီဦးမောင်မောင်ဆိုတဲ့တိရိသူမမနိဇော်ရယာဘွဲ့မြောင်းလိုင်းချင်းမြင့်ခတ်ထားတဲ့ကောင်သူတို့ရဲ့သူတို့ရဲ့ခွေးဆက်သူတို့ရဲ့ခွေးဆက်ကျွန်တော်ရဲ့မိသားစုတွေ အော်တိုဗာတရက်နေ့မှာတော့တရုတ်နိုင်ငံလင်ချန်းမြို့မှာကျင်းပတဲ့ကုန်စည်ပြပွဲကိုတွားရင်တည်းတရုတ်ဆိုရကကြားဖြန့်ယာဇဝေခိုင်းမှာဆက်နွယ်ပတ်သက်နေတယ်ဆိုပြီးဥပမာမှာအပါဝင်ကိုကတ်စီးပွားရေးလုပ်ငန်းရှင်၁၁ဦးကိုဖမ်းဆီးခဲ့ကြတယ်။ဒီဆိုရကမြို့သားကျိုးစီးပွားကာဝေးခေါင်းစဉ်နဲ့ကြားဖြန့်လူဖမ်းပွဲရဲ့ပထမဦးဆုံးပွဲဥထွက်ဖြစ်ဖမ်းဆီးပြခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိမှာတော့တရုတ်ဆိုရကဥမောင်မောင်ကိုကြားဖြန့်အွန်လိုင်းငွေလိမ်ဒေါင်းစားတွေနဲ့ ဒီရာဇဝိကွန်ရက်နဲ့ရာဇဝင်းမှုမြောက်များစွာမှတာဝန်ရှိတဲ့သူအဖြစ်သတ်မှတ်ပြီးတော့ပေဒံချမှတ်လိုက်တာဖြစ်ပါတယ်။ဗါလဲလက်ပေးလက်ယူတို့ရင်သူဗါလဲမြို့ပါတာတာဒနာပြောလိုက်ရင် 到尽到底，这个经济的叫嘞，既然那个表里的破的得得，既然刚刚抓了呢，逮捕抓了呢，我们偏要把那不是一个边，就那天那阿哥一领的那么的，三天来了，三这不得得给我呢，三不要怕那么的哟。三对一对的时候，就那按我那我外面不就那机密的吧，啊，那比如那个嘞。 ခက်ခဲရှိနေတဲ့ပြည်သူတွေကိုစံတိတ်စီပေးမယ်ဆိုတာအဲ့တော့ကျွန်တော်ကြည့်မိရတယ်ဆိုရင်ဒါဆိုမယ်ကြည့်မိတဲ့ကျွန်တော်အမှားထဲ့ထားတဲ့အိတ်က9ခုအိတ်ကျွန်တော် plastic အိတ်ဒီမှာဆိုကျွန်တော်တို့မြန်မာနိုင်ငံတဲမှာဆိုရင်ဒါ9ခုလား61လားအဲ့လိုမျိုးလေးတွေရှိတယ်လေနည်းနည်း size ကြီးတာလေး size အသေးဆုံး9ခုအိတ်နဲ့ထည့်တာစံတခုတော့ပိုင်လာမသိအဲ့စံတယောက်တိတ်ပြီးတာအဲ့ဒါပေါ့ကျွန်တော်ကြည့်မိတဲ့ကျွန်တော်မှားတယ်အဲ့လို ဲ့လိုနိုင်ငံမှာကျွန်တော်တို့မွေးပွားခဲ့ကြတယ်။အဲ့လိုနိုင်ငံမှာကျွန်တော်တို့ပညာတွေသင်ကြားခဲ့ရတယ်။အဲ့လိုနိုင်ငံမှာကျွန်တော်တို့ဘဝရဲ့သင်ခန်းစာတွေအများကြီးသင်ယူရင်းနဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့စိတ်ကူးယဉ်ပြီးခဲ့ကြတယ်။ဒါပေမဲ့ကျွန်တော်တို့စိတ်ကူးယဉ်တဲ့အရာတွေအားလုံးကကျွန်တော်တို့ဘာမှမလုပ်လို့မရဟုတ်လားအာနာရှင် အုပ်စုစီလူရာစီတီလူရာတီမောက်ချင်လို့မောက်လှန်ချင်လို့လှန်နေတာနိုင်ငံတစ်ခုလုံးရဲ့သူတို့ရဲ့အာဏာနဲ့နိုင်ငံလုံးမှာရှိတဲ့အကျိုးစီးပွားတွေနိုင်ငံလုံးမှာရှိတဲ့စီးပွားရေးအကုန်လုံးကလည်းပဲသူတို့နဲ့မပတ်သက်တာတစ်ခုမှမရှိဘူးကျွန်တော်တို့ဘာမှလှစားလို့မရဘူးအခုအချိန်နေအချိန်ဆိုးရနေတာကျွန်တော်ရဲ့မိသားစုဆိုးရမှာပေါ့ဘာကြောင့်ဆိုးရလဲကျွန်တော်ရဲ့မိသားစုနည်း PPP ဘယ်တစ်ခုလဲရထားပါတယ်နော် PPP ဆိုဟာတယ်ပဲပင်ပေါက်ပါတီတဲ့ကျွန်တော်အဲ့ကြာတော့ကျွန်တော်လည်းအဲ့လိုဥတက်ပြီးတော့ရင်းမိဟာငါဘာလို့မစဉ်းစားမိတာလဲပေါ့နော်ဒီတော့လုံးပါတီပဲပင်ပေါက်ပါတီပဲပင်ပေါက်နော်တေးသေးလေးဟုတ်ပြီအဲ့ပဲပင်ပေါက်ပါတီရဲ့တောင်ကြီးကကိုစလေကမင်းကလာပြီးညမှာလူတက်မှုဖြစ်သွားပါ ူတယောက်တည်းလားမဟုတ်ဘူးသူ့ရဲ့သားနဲ့ပါချက်လေးဝင်ခိုးမိတဲ့သူကိုအပေရိုက်တက်လိုက်တာအာပါပေါင်ကြီးတဲ့ PPP ပြည်ထောင်ပါတီရဲ့ကိုယ်စားလှယ်လောင်းလျာကြီးကဒါတော့မှကိုယ်စားလှယ်လောင်းဝဲရှိသေးတယ်နော်ဟာဟူကြီးချုပ်တော့ပြတ်သွားလို့ရတော့ဘယ်တော့မှပတ်ကြမ်းလည်းမသိဘူးနော် တတကလူမြင်နိုင်သေးတယ်လူသိနိုင်သေးတယ်နောက်ကွယ်ကနေဘလောက်တောင်ဒုက္ခပေးမလဲကျွန်တော်တို့ယတပိသူတွေကိုချက်လေးဝင်ခိုးမိတဲ့သူသူဥဆောင်ပြီးတော့တားဖောင်းနေတော့ဝိုင်းရိုက်တပ်လိုက်တယ်ချက်ယူမိတဲ့သူကတေသွားတယ်အဲကျွန်တော်တို့ဒီမြန်မာဒလေးပေါ်တော့ကျွန်တော်တို့အစင်လာလေးတွေမှာရှိတယ်ကျွန်တော်တို့အဲ့လိုညမျိုးမှာသခိုးကြီးများညဆိုပြီးတော့သုံးနှုံပြီးတော့အချို့ပေါ်တော့ဒီအပျော်ပြတ်တွေနဲ့အခိုးကြတာရှိတယ်ပြီးတော့ပစ္စည်းတွေဆိုရွှေ့ကြတာရှိတယ်ဗျာ အဲကျွန်တော်တို့အိမ်ကိုအိမ်ရှိမှာဥမာရေအိုးရှိတယ်ဆိုတော့တောက်ရေအိုးကနောက်နေမနက်ကျရင်ထားချီမရှိတော့ချားနေရတနေရရွှေထားတာရှိတယ်ပြီးတော့လှေကားလေးဆိုလည်းအဲ့လိုပဲကျွန်တော်တို့ရွှေလို့ရတဲ့လှေကားလေးဆိုလို့နောက်ပြောင်ပြီးတော့မနောရွှေထားတာရှိတယ်အချို့ကျတော့လည်းနောက်ပြောင်သလိုဘာလိုလိုနဲ့အတီးယူသွားတာလည်းရှိပါတယ်ဆိုတော့ဘယ်လိုပြောလဲစိတ်ဆိုးအခက်အဲပြောရခက်ပေါ့နော်ဒီလိုချင်းလေးလေးပေါ့နော်အဲကြေးပါလေးမှာဆိုရင်တော့ပြောဖို့ကောင်းတယ်ဗျအဲ့လိုမျိုးပဲ အာဟိုဘက်တဲဝနဟိုဘက်တဲရောင်းနေပြီးပစ္စည်းလေးတွေခိုးဒီဘက်တဲရောင်းမှာဒါဒီဘက်တဲရောင်းကပြန်လာခိုးဘက်တဲရောင်းမှာမဟုတ်ဘူးလဲနေတာဝနနောက်နေမနေ့ကျမှအဲ့ဒါဥပစီပြောက်တယ်ဆိုရင်အဒရေဝီတဲတဲအိမ်မိတိန်လိုက်တက်ကြည့်အတွေ့တယ်ဆိုရင်အဲ့ဒါရီမောနောက်ပြောင်ပြောဆိုပြီးတော့ကိုပစ္စည်းလေးတွေကိုပြန်တဲဝါကြတာဆိုတော့မျိုးပြဒေတာတွေနဲ့နှီးစက်တဲ့နေရာတွေမှာတော့နောက်တလို့ပြောင်တလို့နဲ့အမှန်ကန်ခိုးနေတာအရှိမလဲပဲတခိုးတွေအများကြီးဖြစ်နေတာဟုတ်ဗျာနိုင်ငံမှာကလည်းအဲစာဝင်းနေအစမပြေတာကတော့ခိုးစားမှာပဲ နည်းနည်းပါးပါးရတဲ့အခြေအနေဖြစ်နေတယ်။တခိုးပေါ်အောင်လည်းပဲလက်ရှိကောင်တွေကခိုးအောင်ကိုတမင်ကအခွင့်အရေးပေးထားတာဖြစ်တယ်။ဟုတ်လားကျွန်တော်ပြောတာဆို။ဘုမေအွန်လိုင်းအိုးအမြင့်ဆုံးမှာတာဝန်ယူထားပါတယ်ဆိုတဲ့အဲ့ဒီကောင်တခိုးပဲလေ။အဲ့ဒီကောင်ကနေပြီးတော့စပြီးတော့ခိုးတာသူ့ရဲ့ဘာမီမြေကျအဲ့ဒီကောင်နေပြီးတော့စစ်ဖို့ချုပ်တယ်အကုန်လုံးအဲ့ဒါတခိုးတွေပဲ။မခိုးဘူးဆိုပြော။ မင်းအောင်လိုင်ကိုရင်သူရထားတဲ့လာစာနဲ့တောက်ပြဟုတ်ခေါ်မရခိုင်ရရန်ပြီမအဲ့သူတော်မှဘာလဲလက်ပတ်ကျွန်တော်တို့ပစံအိတ်တွေပြီးတော့နောက်ပိုင်းသူဝစ်လာတဲ့ပစ္စည်းတွေကလုံးဝပြခွာကျော် brand ကြီးတွေအပပပပဟုတ်ပြီတခုမှလို့ရွာဆိုတော့ ဒါကလည်းရှိပါတီကိစ္စဒီမှာပေါ့နော်အထူးတလဲပြောစရာမလိုတော့အောင်ကိုပေါ်လို့ရိုက်နေတဲ့အခြေအနေပါနောက်တစ်ခုလည်းရှိပါသေးတယ်ကျွန်တော်အခြေတုံးကတော့မပြောတော့ဘူးအတူလေးတွေပဲဖော်ပြပေးနေတာဖြစ်တယ်စက်ဖို့ပါတီကိုစလဲလောင်းလျာအလုံးမျိုးနဲ့တက်တော့ရက်ကွက်ကအဲ့ဒီကောင်ကအလုံးမျိုးနဲ့တက်တော့ကကိုစလဲလောင်းလျာစက်ဖို့ကအဲ့ဒီကောင်ကဘာလို့လဲသိလားကျွန်တော်မသားစီအဲ့ဒီကောင်ကမွေးစည်းဝါး ဖြန့်ပြူးတဲ့ကောင်မိုးရေစိုးကအယောင်းဝယ်ခေါင်းဆောင်ကျွန်တော်အလုံးမှာရှိနေတဲ့ကျွန်တော်တို့ W1 ကအစပေါ့နော်အခြားသောကျွန်တော်တို့ဒီ chemical ပစ္စည်းတွေပေါ့ဗျာကျွန်တော်တို့ဆေးဆေးပြားတွေပါပါအဲ့ဒါတွေအကုန်လုံးရဲ့အဓိကခိုင်းချုပ်အဲ့ကောင်ဖြန့်နေတာဒါရောမိုးတစ်ခုလည်းလားမဟုတ်ဘူးကြောက်ရင်ဒါအဲ့ကောင်တစ်မျိုးလုံးတစ်ဆွေလုံးကနောက်ဆုံးဗျာရက်ကအုတ်ချုပ်ရင်းမူသူ့ရဲ့တာကဥက္ကရာအဲ့သူ့ရဲ့ချွေးမလာလေနောက်ထပ်ချုပ်တစ်ခုမှာအဲကျွန်တော်တို့ ချုပ်ရေးမှုဂျာလူရယူထားတယ်လို့သိရတယ်။အဲ့လိုဘာမှမဟုတ်တဲ့ဒါမြို့နယ်လေးတခုဘာမှမဟုတ်တဲ့ရပ်ကွက်လေးမှာတော့မှအဖေကဖေကလည်းဥက္ကရာတားလည်းဥက္ကရာချွေးမလည်းဥက္ကရာအဲ့လိုမျိုးဟာတကယ်ကြောက်မှန်းလေးလေးယူမြန်ယူနေကြလားမသိတေးရင်ဘာမှကိုတယ်လို့မရတဲ့အခြေအနေပြီးတော့လူဆိုးရမသိမျိုးလည်းမဟုတ်တေးမှာပဲတေးရတော့မှပုတ်ပွားရုပ်ပြက်ဆင်းပြက်တေးကြတာလူတွေဟာဘာလို့မှတွေးမှာလောဘကြီးအတိတန်းနေ မပီးနိုင်မသိနိုင်မစီးနိုင်မရှက်နိုင်မကြောက်နိုင်အောပါပြီဟုတ်ပြီဆုံးသက်ဆိုတာအများအားရှိပါတယ်ကျွန်တော်ဒီနေ့ဆုံးသက်ပြောချင်တဲ့အကြောင်းအရာကကျန်ပစ်စစ်ခွေးတက်ရဲ့ကကိစကတောင်းလို့လို့ဂိုင်းနဲ့တက်ဝင်အောင်တက်ခတ်သိမ့်ပိုက်တာဟာတော့ပြီးခဲ့တဲ့ဒီနှစ်ရက်သုံးရက်အတွင်းမှာကျွန်တော်တော်လန်တော့လောကကြီးတစ်ခုလုံးမှာစကားလေးတစ်ခု ဟုတ်လားအဲ့တော့ဘာလဲဆိုတော့ TNL ဟာကျွန်တော်တို့မုကုကနေပြီးတော့ပြန်ဆောင်သွားမယ်ဆိုတော့နောက်ပိုင်းတွေမှာကျွန်တော်ပြည်သူကာဝယ်ရေးတပ်ဖွဲ့ PDF တရင်တပ်ဖွဲ့တွေအားလုံးဟာစူးစီးညွတ်သွားကြတယ်ဆိုတော့အတန်အချို့ကလည်းပြောကြတယ်အဲ့ဒီစစ်စုံညွတ်မှုကရင်းရှင်ဖြစ်ပါစေပေါ့ဗျာအမှန်ဖြစ်ပေါ်ပါစေပေါ့ဗျာငကူတွေကကျွန်တော်တို့ငွေတွေမှာဘာပြဿနာမှမရှိဘူး ပြဿနာရှိနေတာကတော့ဘာလို့မှပဲပြဿနာရှိနေတာကျောင်းလူငယ်အချင်းချင်းဘာမှထွေထွေထူးထူးပြင်းပြင်းထန်ထန်ပြဿနာမဖြစ်ဖြစ်เสียရလည်းမရှိဘူးလို့ဖြစ်ခဲ့တော့ဖြစ်ခဲ့ဘူးလေဒါပေမဲ့ဖြစ်ပြီးသားရင်လည်းကျွန်တော်တို့တော့ပြီးသွားရင်ဟာပါးရအောင်အေးစေဟီဟဲဆိုပြီးသွားတာပဲဘာလို့လဲဆိုကျွန်တော်တို့လူငယ်တွေမယုံမှတက်မကောက်ကြည့်တက်မစင်းတက်ဟုတ်လားအခုဒီလိုလေးတက်မှမတိုင်းတော့ဘယ်ကောင်ဆူစည်းသွားပြီဆိုတဲ့အတန်ဖြတ်လာပါ ကျွန်တော်ကငကိုတဲ့အစုစီလုပ်နေတာပါလိုင်းပေါ်မှာပဲရန်တွေဖြစ်နေကြလိုင်းပေါ်မှာပဲသွေးတွေခွဲနေကြလိုင်းပေါ်မှာပဲဟိုတက်ပွဲဒီတက်ပွဲဖြစ်နေကြတာဖြစ်ပါတယ်ဟုတ်ပြီမင်းလည်းမြင်းချံခရံတောင်တာမြို့အဝင်မှာရှိတဲ့ဂျမ်ပါစစ်ခွေတက်တိုင်းချတဆွဲထားတဲ့ဒီစကန်တွေကိုတပန်တက်တက်ခိုင်မှုအတွင်းမှာဂျမ်ပါစစ်ခွေတက်တာ၃ဦးတိုက်ဆုံးပြီးတော့တိကျတဲ့အရရှိခဲ့တယ်လို့ကျွန်တော်တို့သတင်းရရှိထားတာဖြစ်ပါတယ် ဘာကြောင့်သူတို့သုံးခုပဲတည်ဆုံးတာလဲ gate scan သုံးခု attack တိုက်ခိုက်တာဟုတ်ကောမင်းတို့ကလည်းဟုတ်ဘူးကျွန်တော်ရမိသားစုကျွန်တော် scan တစ်ခုအဲ့သုံးခုလေးကတစ်ခုဝင်တိုက်တယ်တနေ့ကြီးချမ်းပြီးအကုန်ထွက်ပြေးတာဟာဘာလို့ကြည်လဲ standard army ရဲ့ကြမ်းကြက်ရှယ်ကြီးမင်းတို့ရမိသားစုအမှန်ပဲနောက်ထပ် scan တစ်လုံးอ่ะ ပတ်စာပြည်သူစစ်နှစ်ကောင်ကိုလက်ပုံတက်ပုံးနေပေးပြီးတော့ထားလိုက်ပြီးကျန်တဲ့ကောင်တွေကထွက်ပြေးတယ်အခုတေသွားတယ်ဆိုတော့၃ကောင်တွေကနှစ်ကောင်ကအဲ့ဒီလက်ပုံတက်ပုံးတိုင်ပြီးတော့တေသွားတာဟာလက်ပုံတော့ဘုတ်တက်ဘူးကျောင်းမိသားစုကြီးစလန်ကဘာလဲဘောကံပြတ်တယ်ကွာစလန်ကတိုင်းဒါဆိုနေကျောင်းက ကျွန်တော်နိုင်ငံတွင်းမှာလည်းခုနကရက်တိမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထွေထူးသိမ့်ကိုပြောလို့တော့ဘောเนาะကျွန်တော်ပြောပြတာကျွန်တော်တို့ဒီလူတွေဘောเนาะကျွန်တော်ပြည်သူတွေဘောเนาะတို့တွေကဒါစစ်တပ်ဘောเนาะတော်တော်ရေးရမမာနဲ့ကိုပညာချီအားနေအောင်ပြီးတော့ပညာမဲ့ဖြစ်အောင်ကျွန်တော်တို့ဖန်တီးခဲ့တာဖြစ်တယ်ပညာတတ်တွေအကုန်လုံးကလည်းပဲဒီနိုင်ငံထဲမှာမနေကြတော့ဘူးလေအခုဆိုပို့ဆွဲတာပေါ့ကျွန်တော်တို့ဒါ CRM တွေ ကျွန်တော်တို့ပညာတတ်တွေစီဒီယန်တွေဝင်သွားတဲ့အချိန်မှာနန်းစီဒီယန်တွေပညာမဲ့ကောင်တွေကပဲကျန်ခဲ့တာလေဆိုတော့အဲကြောင့်ပညာမဲ့ကောင်တွေကပဲအခုမှအုပ်ကြီးလိုလိုတုံကြီးလိုလိုဘာလိုလိုညာလိုလိုနဲ့လှုပ်ချင်နိုင်လှုပ်နေကြတာရှင်းရှင်းလေးပါဟုတ်ပြီဒီချိန်ကိုနည်းနည်းလေးတင်ပြပေးပါမယ်ဒီကောင်တွေဖြစ်နေလို့ပါကျွန်တော်ဘယ်မှာလဲနည်းမနေ့ကနည်းနည်း6နာရီအချိန်မှာဂျီယိုဂိတ်ကျွန်တော်တို့ဗေဒနိုဂိတ်နဲ့စကြမ်းမှာ ရှိတယ်တန်လန်းခိတ်တွေကိုဝင်းပက်ခတ်ခဲ့တာဖြစ်တယ်မဂျီယိုဂိတ်ကိုဝင်းပက်ခတ်ချိန်မှာအကြမ်းဖက်စစ်ခွစ်တက်ကကောင်တွေကလက်နက်တွေပါယူပြီးတော့ဖိမ့်ပြောင်းအောင်ပြေးသွားတယ်လို့ကျွန်တော်တို့မြင်းညံခိုင်ကျွန်တော်တရင်တုံးကဘူမှုတူကနေပြီးတော့ပြပြထားတာဖြစ်ပါတယ်မဂျီယိုဝင်းသိင်းမှာလက်နက်တွေကအကုန်ယူပြီးတော့ပါစပြည်သူစစ်အသက်လေးတွေပေါ့နော်အဲ့လိုတွေလို့တဲ့ဒါအဲ့ချက်ဘယ်နှကောင်ဘယ်အဲ့ချက်ဘယ်နှကောင်ဘယ်လက်ပြီးပေါ်နှလုံးပေးပြီးတော့လေဘန်ကာထဲမှာထားခဲ့တယ်လေဘန်ကာ၈ရာတက်ရောက်ရဲ့အဲ့ဒီနှက်ခေါင်ရဲ့ပဲ အဲ့အလောင်း၃လောင်းမရလိုက်တာပါဆိုတော့ကဲအားကောင်းနေကျွန်တော်ဒါဆိုနေဆိုတော့အဲ့ဒီကျွန်တော်တို့ဒီကျွန်တော်ဝင်ရောက်ပစ်ကတ်တက်ခိုက်တဲ့ကျွန်တော်တို့ gate scan ပုံမှုလုံးကိုကျွန်တော်တို့ချိန်မနိုင်ကြတာဖြစ်တယ်ပြီးတော့အဲ့ဒီဖန်ကားတွေပေါ့နော်ကျွန်တော်တို့ချိန်ကုန်ယူပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဒါတက်ဆွဲထားလို့ရတဲ့အခြေအနေတွေတော့ကျွန်တော်တို့မှာရှိတယ်ဒါပေမဲ့လင်းကဘုံကကျင်းရင်လည်းပဲအဆင်မပြေဘူးပြီးတော့ရသားပြည်သူတွေကျွန်တော်တို့ဒါရက်ွက်တဲ့ရန်ကြီးနေတဲ့ခါကျတော့အာကျွန်တော်တို့ပြည်သူတွေရဲ့ ဒါအန္တရာယ်ကိုကြည့်ပြီးတော့အဲ့ဒီဘဏ်ကအချို့ကိုပဲဖျက်ဆီးပြီးတော့ကျွန်တော်တို့နောက်ပြန်ဆုတ်ခဲ့တယ်ဆိုတော့ကျွန်တော်မိသားစုနဲ့စဉ်းစားပါကျွန်တော်ဆက်ပြီးတော့နေမယ်ဆက်ပြီးတော့တက်ဆွဲမယ်ဆိုရင်ကျွန်တော်အဲ့ဒီနေရာမှာရှိတဲ့ရတပြည်သူတွေမြောက်များစွာရဲ့အသက်အိုးကြီးစီးစိမ်ကိုကျွန်တော်တို့ငဲကုတ်ပြီးတော့အဲ့ဒီနေရာမှာတက်မဆွဲပဲနဲ့ကျွန်တော်တိုက်ခိုက်သိမ်းလိုက်ခဲ့တဲ့အချို့ရတဲ့ပစ္စည်းလေးတွေကျွန်တော်တို့ယူတယ်အချို့ကျွန်တော်တို့တည်ဆောင်လို့မရတဲ့ဟာတွေကိုတော့ကျွန်တော်တို့ဖျက်ဆီးပြီးတော့နောက်ပြန်ဆုတ်ခဲ့တယ်ဒါကတကယ့် အလေးစားဖို့ကောင်းတဲ့ကျွန်တော်တို့တော်လန်တပ်ဖွဲ့ဝင်တွေရဲ့ဒါဆုံးဖြတ်ချက်အမှန်လေးပေါ့နော်ဆိုတော့အဲ့ဒီမှာရှိနေတဲ့တောင်လာပေါ့နော်တောင်လာမြို့ပေါ်မှာပဲအကျန်းဖက်စစ်ခွတ်တက်ကစုံမှုထိ ंछ ုံနိုင်တဲ့အခြေအနေပါမြို့ပတ်လေကိုတော့ကျွန်တော်တို့ဒီကောင်တပ်ဖွဲ့ဝင်ကထိ ंछ ုံထားတဲ့အခြေအနေဖြစ်တာပါဒီလိုရှိချင်မှာသူတို့ချီကိုစကန်တောင်းလို့ပက်ကက်တင်းတဲ့ခံရပြီးတော့နောက်မှာတော့မြို့ဝင်ထွက်ခိတ်တွေကိုပိတ်ချပြီးတော့စစ်စေးရေးတွေလုဆောင်နေတယ်လို့သိရတယ် ပြီးတော့ကျွန်တော်တို့အဲ့ဒီတိုက်ပွဲပြီးသွားတဲ့အချိန်မှာဒါလေးချောင်းကနေပြီးဘုန်းလာကျဲတဲ့အဖြစ်ပြက်တည်းလည်းရှိခဲ့တယ်အဲ့ဒီဘုန်းလာကျဲတဲ့တိုက်ခိုက်မှုတည်းမှာမြို့သမီးတူတိဆုံးခဲ့တယ်လို့တော့ကျွန်တော်တို့ပြန်ပြီးတော့သိရှိထားရတာဖြစ်ပါတယ်ဒါကလက်ရှိတိုက်ပွဲချင်းနေပါကျွန်တော်တို့အကြောင်းအရာနှစ်ခုကိုရှင်းပြီးတော့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အပိုက်ဆာရှိရင်တော့ဝင်ပြီးတော့တိုက်ပလိုက်တယ်ပြီးတော့ကျွန်တော်တို့ပတ်ဆွဲဖို့မဆုံးဖြတ်ပဲနဲ့ကျွန်တော်တို့အချို့ဖြတ်စည်းပြီးတော့ကျွန်တော်နောက်ပြန်ဆုံးတယ်ဒါရလာပြီကိုထိလိုက်မှာဆိုလို့ပါ ။ဒါပေမဲ့လည်းအကျန့်ဖတ်စခွတ်တက်ကတော့ကျွန်တော်တို့မရှိတော့တဲ့နေရာကိုဘုန်းလာကျဲတယ်။ဒီကျန်းပြည့်စုံတအုပ်ထိကြိုက်ပါလား။ဒီဆုံးသွားတယ်လို့ကျွန်တော်တို့ထပ်မံကြတိထားတာပေါ့နော်။ဒီချီလေးလေးတွေကျွန်တော်မိသားစုနဲ့ကျွန်တော်တို့အမြန်ဆုံးအဆုံးတက်ဖို့လိုတာပါ။ဆိုတော့ကျွန်တော်လူငယ်တွေအင်းနဲ့အားနဲ့ဒါတနိုင်ဆုံးစူးစမ်းပြီးတော့ပုံပုံစူးစမ်းနေကြပါတယ်ကျောင်းမိသားစုနေ ကျွန်တော်အဲ့လိုပဲယူယူလေးပဲပြောပြစေကျွန်တော်တို့ခက်ခဲတွေကျွန်တော်တို့ပို့ပြီးတော့နားလဲပါတယ်ကျွန်တော်မိသားစုဝင်လေတဲ့နားလဲခံစားမိမလို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ဒီအပန်းကျွန်းတက်လူရန်လေးခက်ခဲရှိနေပါတယ်ဆိုတော့ဒါလေးတွေကိုလည်းကျွန်တော်ပြင်ဆင်နိုင်ဖို့ကိုစူးစမ်းနေတယ်ဆိုတော့ကျွန်တော်မိသားစုတွေစိတ်မပူပါနဲ့အဲကျွန်တော်လည်းအရန်ကိုယဉ်နေတဲ့ကျွန်တော်ရဲ့မိသားစုဝင်အနေနဲ့ကျွန်တော်ရဲ့တက်လူရန် link ကိုပေါ့နော်အဲကျွန်တော်ချပေးပါမယ် ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုအားနှစ်သက်မလို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုလေးတက်ပူကောင်းကျွန်တော်ကြိုးစားပေးပါမယ်လက်နက်ပီစစ်ပီကပေးကြောက်နေကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုတို့အိုးချင်းတဲ့ဘေးရနဲ့ကင်းရှင်းပါကြောင်လေးလင်းနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေးဖို့ဆန်းလိုက်ပါဗျာ